။နိုင်ငံတော်သမရနိုင်ငံတော်သမရဘုဖြစ်စေတယ်လဲဆိုနိုင်ငံတော်နိုင်ငံသားတယောက်အနေနဲ့ပြောလို့ရှိရင်ကျွန်တော်ခုနပြောလို့ပေါ့ကျွန်တော်တို့ရဲ့ဒီလူဝင်ဆန္ဒတွေကိုဒီပါပန်းနဲ့နဲ့ညီနိုင်ပြီးတော့ဆောင်ရွက်ပေးနိုင်တဲ့လူမျိုးကကျွန်တော်တို့သမရဖြစ်လာစေချင်တယ်ဘသူဘဝဆိုတာအထက်ဒီ credit card မှာဝင်တဲ့လူဆိုကျွန်တော်နိုင်ငံသားတယောက်အနေနဲ့ ကျွန်တော်တို့ကျေးဇူးမှာကျွန်တော်တို့ကတည်းရဲ့ယူလို့ရတာပေါ့ကျွန်တော်တို့ကလူသူဆိုတာကတော့ကျွန်တော်ရဲ့လွတ်တော်အမှတ်တွေကိုကျွန်တော်ယူနေတာနော် ကျွန်တော်ယူလိုက်တဲ့လွတ်တော်အမှတ်တွေရပဲသူကယူရမှာဖြစ်တော့ကျွန်တော်နိုင်ငံသားတယောက်အနေနဲ့ဆိုတော့ခုနအချက်ကိုတော့ကျွန်တော်ဖြစ်ချင်တယ်အဲ့ဒါတော့ကျွန်တော်လည်းပြောလို့မရဘူးကျွန်တော်လည်းမသိဘူးပေါ့နော်သူကသူ အများပြည်သူရွေးကောက်တဲ့သူကတော့ဒါသမ္မတဖြစ်လာမှာပဲပေါ့နော်ဒါပဲကျွန်တော်ပြောချင်ပါတယ် ဆိုတော့ကျွန်တော်မှလည်းပြောပိုင်권လည်းမရှိဘူးဟလာဟိုကျွန်တော်တို့လည်းဘသူ့ကိုမဲထည့်မယ်ဆိုတာအခုဒီတော့ကျွန်တော်တို့တည်တည်ချာချာတော့မဆုံးပြရသေးဘူးเนาะဘာလို့ဆိုတော့မဲထည့်မယ်ဆိုရင်ကျွန်တော်တို့တယောက်တည်းအနေနဲ့ကဒီလုံမဲ့ဒီပါတီရဲ့ဟလာခုနဟောပေါ့ပါတီရဲ့ဒီဟို policy တွေမူဝါဒတွေကျွန်တော်ကြည့်ကျင်သေးတယ်ဗျဘသူလဲဆိုတာကျွန်တော်ကြည့်ကျင်သေးတယ်အော်ကျွန်တော်အရန်တော့ကျွန်တော်မထည့်ကျင်ဘူး ဆိုတော့တင်ချကြည့်ပြီးတော့မှပဲကျွန်တော်ထည့်ပြရတယ်အဲ့တော့ကျွန်တော်အခုချိန်မှာဒီမူဝါဒတွေလည်းကျွန်တော်မမြင်ရသေးတော့ကျွန်တော်အနေနဲ့ပြောဖို့တော့နည်းနည်းစောနေသေးတယ်ပေါ့ဗျာနော်ကျောင်းနိုင်ငံရဲ့စီဝိုင်းရေးနယ်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှင်တခြားလူမှုဖွံ့ဖြိုးတိုးတက်ရေးနယ်ပဲဖြစ်ဖြစ်တဘာပေါင်းဝင်ရေးနယ်ဖြစ်ဖြစ်အကောင်းဆုံးဆောင်ရွက်ပေးနိုင်မဲ့ပုံကုံမျိုးဘယ်ပါတီရပဲတက်တာတက်တာအဲ့လူကိုပဲကျွန်တော်တမန်တာဖြစ်စေချင်ပါတယ်ခင်ဗျတကယ်ပြည်သူတွေကပေးမယ် တကယ်ဒီဥပဒေရပြင်မယ်ဆိုရင်မဆုသည်ဘောကြောင်ဆန်းသမီးဖြစ်တာကြောင်းပြည်သူတွေတိုင်းပြည်တွေအများကြီးသူစွန့်လွတ်ခဲ့တဲ့အတွက်တမရဖြစ်တဲ့နယ်လို့တော့အန်တီကယုံကြည်ပါတယ်မျော်လင့်နေပေါ့နော် ဖြစ်ပါစေလို့လည်းမျော်လင့်စေးမထွက်သေးခင်တော့ခံမန်းဖို့မဖြစ်နိုင်ဘူးဖြစ်စေချင်တာတော့တမရကြီးကိုပြန်ရွေးမယ်ဆိုရင်တော့ဖြစ်စေချင်တယ်ဖြစ်စေချင်တယ်တမရကြီးဥသိမ်းစိန်ကိုဖြစ်စေချင်တယ် ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့လုံဆောင်ချက်ဟာ60 80ရာခိုင်နှုန်းလောက်ဒါသူ့လုံဆောင်ချက်ရှိတယ်ရှိရှိခဲ့တယ်ဒီ9နှစ်တာကာလတည်းမှာချက်ချင်းတော့ဝုံတိုင်းဆိုတရာရာခိုင်နှုန်းမဖြစ်နိုင်မဖြစ်နိုင်ဘဲနဲ့အခုကက60ရာခိုင်နှုန်းလောက်အောင်မြင်တယ်အောင်မြင်တဲ့အတွက်သူဆက်ရှိနေမှာဆိုလို့ရှိရင်အလုပ်ဟန်ဒိုဗာလုပ်တတ်တဲ့အခါမှာဟန်ဒိုဗာလုပ်လိုက်တဲ့အခါမှာနောက်လူကရှေ့လူလုပ်တဲ့ဟာကိုအစအပြန်လုပ်မယ်ဆိုရင်အစအစအစကြီးပဲပြန်ဖြစ်သွားလိမ့်မယ်အဲ့တော့အစအစပြန်ပြန်ဖြစ်သွားအောင်ရှေ့လူကနောက်ငါးနှစ်တက်တန်း နောက်ငါးနှစ်တန်းဆက်လုပ်မယ်ဆိုလို့ရှိရင်10နှစ်တာကာလဖြစ်အဲ့10နှစ်အတွင်းမှာဆိုတော်တော်လေးအောင်မြင်သွားနိုင်တယ်ငါးနှစ်ကတော်တော်အချိန်တိုးတယ်